အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature feed channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ကျွန်တော်ပြပြနေဆက်ပေးခြင်းတဲ့ဆောင်းပါးကောင်းလေးကတော့ဆရာမမက်ဆန်နာရေးသားထားတဲ့ဝတ္ထုတို၅ပုံတို့အမိရတဲ့စာအုပ်ထဲမှာဝတ္ထုတို၅ကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတက်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဖတ်ပြတက်ဆက်ပေးမယ်ဝတ္ထုတို၄ရဲ့နာမည်ကတော့လူနှစ်တူသောတစ်ပင်များလို့အမည်ရပါတယ်ကျွန်တော်နေတူဒီဆောင်းပါးကောင်းလေးကိုနားဆင်ကြည့်အောင်ပါခင်ဗျာလူနှစ်တူသောတစ်ပင်များ လေတိုက်တန်ကအချိန်ပြင်းပြင်းယထာကြီး၃လစင်းပြန်ပြီးခုံမောင်းနေသလိုတဝဝဝနဲ့စူညံနေသည်တလောကလုံးမောင်းမောင်းမဲနေတော့လဲတွတ်ထွက်ခအောင်ရင်ထိုးနေသောတစ်ပင်ကြီးများကရေး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 တွေ့နေရလေသည်တကိုင်းကြီးကဖြောင်းကနေဖြောင်းကနေကျိုးနေပြီးမှန်ပရင်ကွဲတံများကလည်းတချွင်ချွင်တချွန်ချွန်ကြားနေရလေသည်လီလီမောင်အဲ့ဒါဘာဖြစ်နေရလဲယင်သူပောင်ပေါ်ရင်ထိုင်နေသောလင်းနှင့်အရွယ်တူမလေးကမေးသည်။ကြားကလေးဘာမှမဖြေရသေးမီ သူနာကပ်ပြီးကိုကိုကွေးကွေးလေးထိုင်နေသောချောင်းနှင့်အရွယ်အကြီးကောင်လေးကဘာဖြစ်ရမလဲမုံနိုင်တက်နေတာဗောဟာဟုခက်ဆက်ဆက်ကလေးဝင်အွန်လိုက်လေသည်သူဤအသက်20ကျော်ပြီဖြစ်တော်လဲဒီလောက်ပြင်းထန်သောလေးကိုကြားကလေးတခါမှမကြုံဘူးသည်အသက်20ကျော်ကထားပါအောင်50မှတစ်နှစ်ပင်ဆုံးနေပြီဖြစ်တော်အမေကပင်ဒီလောက်ကြမ်းတက်တဲ့လေးကိုတစ်သက်လုံးတခါမှမကြုံဘူးသေးပါဘူးကွယ်ဟု10မိနစ်တခါလောက်ပြောနေလေသည် သူ့အမိုးတွေတော့တကြည်ကြည်မိနေပြီတန်မိုးတွေနေပြီကျွတ်ထွက်ကုန်တော့အကုန်လန်ကုန်တော့မှာပဲအမ ాయి အတန်ကငိုတန်ပါနေသည်သူ့မသားအစွမ်းရှိလျင်ခေါင်းမိုးပေါ်တက်ပြီးသူ့ပြားတွေကိုအင်းနဲ့အားနဲ့အတင်းဖိထားလေးမလားမသိရကြည်ငကိုကမှရေမလုံးရတဲ့အထဲလန်ထွက်ကုန်တော့ဒုက္ခပါပဲအိစရာနေရာတော်ရှိမှမဟုတ်တော့ဘူးလန်ခြင်းလဲလန်လွန့်ခြင်းလဲလွန့်မှာပေါ့အမရဘယ်တက်နိုင်မလဲ ကိုတယောက်တည်းဖြစ်တာမှမဟုတ်တာအများနဲ့ဖြစ်တာအများကချမ်းသာတယ်ဟဲ့ငါတို့မှသာအမအီအတန်ကတင်ဝင်သွားသည်အမေစီကတော့တက်ပြင်းချတန်တက်တဲ့ကြာရသည်ထို့နောက်စေဘူးစရာတွေတွေးမနေနဲ့တံပုတ်တွေယူနေကြပါလားဟဲ့ဟုပြောသည်သူတို့မောင်နှမကငြိမ်နေတော့လဲခလေးနှစ်ယောက်ကတော့တံပုတ်တွေကာတာကိုတန်ပြန်ယူနေကြသည်ဘာဖြစ်လဲငါတို့လည်းချမ်းသာတာပဲ ဟောဒီအင်္ဂလိပ်ကိုပိုင်ထားတာနဲလားမုံတိုင်းတိုက်လို့အင်ပြူသွားမယ်ဆိုရင်တော့မြေကြီးနေရာကြံသေးတယ်တာကေတာလူနေရာဆိုပေမဲ့မြေတံပိုးကတေးတယ်အောင်းမေလို့လားငါတို့ရဲ့မြေပေါ်မှာငါတို့ပိုင်တဲ့တရက်ပင်နှစ်ပင်ရှိတယ်အုံးမင်တစ်ပင်ရှိတယ်ဗရောက်တစ်ပင်ရှိတယ်အမကမိမသားလေးဖြစ်ပြန်ခလေးနှစ်ယောက်မိခင်တခုလည်းအမလေးလည်းဖြစ်ပြန်အာတင်းစရာကြောထောင်နောက်ခံဆွေကုံမျိုးကုံလည်းမရှိပြန်ပစ္စည်းဥစ္စာကလည်းချို့တယ်ပြန်ဆိုတော့အလိုလိုနေအာငယ်နေတယ်လေဒီ အမကိုကြံဖန်အားပေးရင်ကြားကလေးကသူ့ကိုယ်သူပြန်အားတင်နေမိသည်။နောက်ခွေးမှလည်းပိန်တဲ့ပင်တပင်ရှိတယ်။တပင်မဟုတ်ဘူးနှစ်ပင်တပင်ကနောက်ဘက်ကခြံထုံးလေးမှာငငယ်ကလေး။တန်ပုတ်တီရွတ်ပြီးသွားလို့လားမသိခလေးနှစ်ယောက်စီကပါအတန်ထွက်လာသည်။မြောင်းကိုဘက်မှလည်းပုံညက်ပင်ကြီးရှိသေးတယ်။ပွင့်အောင်ပွင့်တော့မယ်။အဲ့ဒီအပင်လေးလဲပြီးအိမ်ပေါ်ပြင်းတော့ဒုက္ခပါပဲဖားကလေးရဲ့ငါချောက်လိုက်တာ အမားကသူ့ကိုဖားကလေးဟုခေါ်လိုက်တော့စိတ်တည်ပူပန်ညှို့နှံ့နေသည့်ကြားထဲမှခက်ရီးရီးလေးပြုံလိုက်မိသည် ထိုအမိသည် သူ၏ငင်းနေမယ်ဖြစ်သည် သူ့ကိုဖားကလေးဟုဆ ảy ၍ခေါ်ခဲ့သူမှလည်းအဖေဖြစ်လေသည်လူပြည်လူလောကလူတို့ရောမှကွယ်လွန်ပြောက်ကွယ်သွားခဲ့ပြီဖြစ်သောအဖေသည်သူ့တက်ရှင်စဉ်ကာလကအလွန်သွေးဆူလှူရှာတတ်သူတဦးဖြစ်သည်ဟုအမေကပြောပြခဲ့သည်လွန်ခဲ့သောနှစ်ပေါင်း20ကျော်ကလေးသူ့အလုပ်လုပ်ရာတဲ့အချောတဲ့စက်ယုံမှအလုတ်ပြုတ်လာမှုသည် ပြောရချင်းအကြောင်းရင်းကတော့ယာရုအကြီးဆုံးဖြစ်သူမန်နေဂျာနဲ့ဖက်ပြန်ရန်ဖြစ်ခဲ့လေသောကြောင့်ဖြစ်လေသည်။ထိုနေ့ထိုချင်းကသူ့ကိုမွေးဖွားခဲ့ခြင်းဖြစ်လေသည်။အင်ပြန်ရောက်လာသောအဖေကအမိဝန်းမှကျဆဘူလူကွေးလေးမိတာရဲ့တားကလေးကိုကြည့်ရင်"ဖားကလေးရေအဖေသားဖားကလေးရေ"ဟု ချော့မြူရင်းအဖေကတော့တိုးအောက်ကဖားကြီးငါသားလေးကတော့ဖားကြီးရဲ့သားဖားကလေးဖားကြီးကတော့ပြားလို့ဖားကလေးကြရင်တော့ ဖောင်းစားမှာကွာဟု ပြောနေခဲ့သေးကြောင်းအမိကပြောပြခဲ့သည်။ထို့နောက်တွင်လဲတာကလီရေဟုမခေါ်ဘဲသူကိုတွေ့လေတိုင်းဖာကလီရေဖာကလီရေနှင့်သာခေါ်တတ်သည်မို့ဒုက္ခများအလိုလိုနေရင်ဖာကလီဖြစ်ခဲ့ရရှာသည်။လက်သက်စရာမကောင်းလာတော့ထိုနာမည်ကိုညင်ဆန်ခွင့်မရှိဘဲလက်ခံရရှိခဲ့တော့လဲသူကအဖေကိုစိတ်မဆိုးရက်အဖေကသူ့ရင်ထဲမှာစိတ်အနာကိုဖာကလီဟုတွင်တွင်ခေါ်ရင်ဖြစ်သိမ့်နေခဲ့ဟန်ရှိသည်ဟုတွေ့ထင်မိသောကြောင့်ဖြစ်လေသည်။ ။အမေကတော့အဖေကိုဘာမှမပြောတော့လဲ။တခြားသူများက like ခေါ်လိုက်ရင်တော့ဟန်တက်သည်။ဟဲ့။ငါသားကဖားမဟုတ်ဘူး။ခေါ်ရင်ကြားကလေးလို့ခေါ်ဟုပြောတတ်လိမ့်သည်။ထို့ကြောင့်သူငငယ်လေးတုန်းကအဖေကဖားကလေးခေါ်လိုက်အမေကကြားကလေးခေါ်လိုက်နဲ့ကြားတယ်ဖားတယ်ဖြစ်နေခဲ့ရသည်။သူ့တက်လေးနှစ်အရွယ်ရောက်တော့အဖေကွယ်လွန်ခဲ့သည်။ဖာကလီခေါ်မိသူမရှိတော့၍ဖာကလီအမိပြောက်ခဲ့ရသည်။သို့သောအဖေခေါ်သလိုဖာကလီဟုတွင်တွင်လိုက်ခေါ်ခဲ့ဘူးသောအမကတော့ တခါတရံကြုံကြိုက်လျင်ဖားကလေးဟုခေါ်နေစေပင်အမကချင်းငယ်တတ်သောလက်မောင်းတန်တန်ကြီးများကိုလွမ်းမောတန်တာမိတဲ့စမြဖြစ်လေသည်ငါမဏိတော်ကအိုးဟုံးကြီးကိုလမ်းတွေ့လိုက်သေးတယ်ငါတို့အကျော်တဲ့ဘေးလေးကကားကြီးနဲ့ဖြတ်သွားတာသူ့လိုပင်အဖေကိုတန်တာတတိယတော်ဟန်ရှိသော အမကလမ်းပြောသည်တဘောဘောဆူညံနေသော လေတံများကြားထဲတွင် အမ၏အတန်တိုးတိုးကနွမ်းလျာနေသည်အမေတို့ကိုတော့လှမ်းကြည့်သွားတာပဲ မမိပုံတော့မရပါဘူးတားရဲ့အမေကပါ ဝင်ပြောသည်အမေစကားတမ်းမဆုံးတက်သည်တကြွကြွတကြီးကြီးမြင်နေသောခေါင်းမိုးသမ ्या စီမှဂျိုဂျိုကျွန်ကျွန်အတန်နေဆူညံလာသည်တံမိုးတွေပြုတ်ထွက်ကုန်ပြီးလီပြင်းနေအတူလွန်ထွက်ကုန်တော့မီဖြစ်ကြောင်းသိလိုက်ရတော့ရှင်နေရင်အမောကြီးမောသွားသည်တောပါပြီဟာအမိုက်မောတဲ့နေအတူဂျိုဂျိုကျွန်ကျွန်အော်မြင်လွန့်ပြန်ထွက်သောဟန်ရှိသောတပြားဤအတန်ကိုကြားလိုက်ရသည် ။ငကိုကလေးကမင်းတို့မခိုင်းသောအိမ်တကားကဝုန်းကနေပွင့်ထွက်သွားပြီးတဝီဝီအော်မြင်သောလေချမ်းလေသင်းရံများကအိမ်မင်းတို့တဟုန်ထိုးပြေးဝင်လာသည်။သူတို့နဲ့အတူကြိုးပြက်ပိတ်ရွယ်နေသောတိပြက်များကလည်းအမောတကောအပြေးထလွားလိုက်လာကြလေသည်။အမေကတန်ပုတ်တွေရွတ်ကြပါဟေးဟု ပြောတော့ကလေးနှစ်ယောက်ကတံပြန်ရွတ်ကြပြန်သည်။အမကပွင့်သောသောတကားကိုအတင်းပြန်တော်မီပိတ်နေသည်။ကြာကလေးကတော့အဖေအကြောင်းဆက်၍တွေးနေမိသည်။ အမေကိုကောင်းစွာမှတ်မှတ်မိတော်သောဦးအောင်ခင်သည်တစ်ချိန်လုံးကတော့အဖေနှင့်အလွန်ခင်မင်ရင်းနှီးခဲ့ဖို့သူဖြစ်လေသည်အမေချက်သောထမင်းဟင်းများကိုအဖေနှင့်တူမကြာခဏမင်းမြင်ဆက်ဆက်စားခဲ့ဖို့သူလည်းဖြစ်သည်ဦးအောင်ခင်ဟောပြပြောပြသောကမ္ဘာအရေးနိုင်ငံအရေးများကိုအဖေသာမက အမေပါတငီတမောနားထောင်ခဲ့ဖို့သည်အဖေတို့နှင့်အတူလက်ဖက်ရည်ဆိုင်ခိုင်းလင်းလေဒေါ်ပါပါမန်ပါပါနှင့်အတန်ကျကျပြောတတ်သည်ဖြင့်တခြားဝိုင်းတွေကပါအထင်တကြီးလန့်ကြီးတကြလေသည် တခါတရံလေးဟောရင်ပြောရင် အားပါလာဇပွဲကုံပူပူကိုလက်သီးနဲ့တဝုံဝုံထုတက်သည်ဟုအမီကပြောပြမှုသည်အဖေဤနောက်ဆုံးနေ့ရက်များတွင်အဖေဤယုံကြည်မှုဟိစားအားကြမှု အထင်ကြီးမှုအဆူဆူကိုရယူပိုင်ဆိုင်ခဲ့သောပုဂ္ဂိုလ်ကြီးသည်ဥုံခင်သာလျင်ဖြစ်သည်ထို့သော ထိုဥုံခင်အနီဥုံခင်သည်အဖေတင်ဆုံးသောတရင်ကလေးကိုပင်ရောက်မလာခဲ့လူနေနေနဲ့လူကျဲကျဲလေးသာဝိုင်းခေရသောရဲ့လေဆွန်သွချင်း အမှုပြီးဆုံးသွားသောအခါတွင်ကအဖေ၏အရေးအယောင်သည်၎င်းအတန်သည်၎င်းလောကမှာတဖြည်းဖြည်းပိန်ဖြော့ကပျောက်ကွယ်သွားခဲ့လေသည် အမပြန်တွန်းပြီးပိတ်ထားသောတကားကအပြင်မှလေတိုးသည်ဖြင့်ကြလောက်ကြလောက်အတန်မီကလှုံနေသည်လက်နေတံမီနှင့်ထိုးကြည့်လိုက်တော့တကားကိုကြော်မိပြီးဖီကထိုင်ထားသောအမကမျက်စီဆူရဲဖားကလေးရဲ့ဟုအော်သည်၃နာရီတောင်ကြော်နေပြီတေးမှလည်းမအိပ်ဖြစ်ဘူးလာကလေးလေးလား ဒီမှာအိတ်ဆရာရှိတာအိတ်လေတိုက်တာသူ့ဟာသူတိုက်နေလိမ့်မယ်။သမီးကကြားကလေးပေါင်ပေါ်မှအငယ်မလေးကိုလှမ်း၍ခေါ်သည်။နိုင်နေပြီဖြစ်သောအကြီးကောင်လေးက သူ့အဖွားပေးရင် ခွေလှဲလိုက်သည်။ကလေးများကိုဆောင်းချုံပေးရင်အမေကိုရင်းလေးအသာလှဲ့အိတ်လိုက်သည်။လက်နေတမီပြန်ပေးလိုက်တော့ပြန်လဲမှောင်မဲသွားသည်။တဝဝတဖြောင်းဖြောင်းတချွန်းချွန်းအတန်ဒီကတော့ပိုပြီးစူညံလာသည်ဟုပင်ထင်ရသည်။လေကြီးပဲတိုက်နေတာထူးစနေဟာ မိုးမရွာဘူး။ရွာလာရင်လည်းရွှဲမှာပဲ။အမှုတွေဘယ်နှစ်ဆက်လည်းနေပြီလဲမှမသိရတာ။တွတ်တွေတော့ဈေးကောင်းအောင်မှာပဲ။ကိုအောင်ခင်တယောက်ကတော့ရှိရှိသမျှတွတ်တွေကိုသူများထက်ဥအောင်တိမ်ဝဲတော့မယ်နဲ့ထင်တယ်။ဒီလောက်အများကြီးဘာလုပ်ဖို့လဲ။အမကလည်းအာပါဗျာ။အမျက်တင်ပြီးတင်ရောက်ဖို့ပေါ့။အဖေဆုံးပြီးသွားသည့်နောက်ပိုင်းတွင်အဖေလိုတပည့်တပန်ရှင်းနေသွားတော့ကြောင်းလားမသိရ။ဥအောင်ခင်ကလက်ဖက်ရည်ဆိုင်တိမ်မထိုင်တော့ဘူး။ ထို့ကြောင့်စပွဲခုံပုပုကလေးကိုလည်းတဝုံဝုံမထူဖြစ်တော့ပြီ။အတန်ကြဲကြဲကြီးလေးအတန်ငယ်တိုးသွားသည်။နောင်တော့လေးတိုးရမှာတဖြည်းဖြည်းပျောက်ကအငြိမ်ကြီးငြိမ်သွားသည်။တနေ့ကြကြောလောက်နေတော့ကိုနဲ့မဆိုင်တဲ့အရေးအရာတွေလည်းတိလဲမသိစိတ်လည်းမဝင်စားနိုင်တော့ပါဘူးဗျာ။ကိုလို့ကိုလုံနေရတဲ့နဲ့အားကိုမအားနိုင်ပါဘူးဟုပြောသည့်အတန်ကိုကြားရလေသည်။အင်းလေမအားဆိုဒုက္ခများအရက်ပုံရောက်နေရရှာတာကို ကိုရီးပြားဝေဒနာတဲ့များချက်သောအရက်ကိုဈေးပေါ်ပေါ်နဲ့ဝဲပြီးညီတို့မိဘုံထပ်ပြီးပြေဆွတ်ပြပြင်းလေးဒီကိုတော့မသိရသူ၏အရက်ကိုတောက်တုံးသူအပေါင်းသူတော်ကောင်းတို့ကနှစ်သက်ဆွဲလန်းခဲ့ကြသည်ကတော့အမှန်မင်းထို့ပြင်အပေါင်းင်းကလည်းကောင်းအပေးခန့်ကလည်းရရောလီတော့သူလျှောက်တော်လမ်းတွင်ခလုတ်ကသည်။စူးညောင်းပြီးစူးနွယ်ပြီးပေါ်များတော်လေသူကိုတော့ခလုတ်တွင်စူးရီကမထီမညီခဲ့ပြီအကွေးကောင်များသောလမ်းကိုကြော်တန်လျင်ကြော်ငုံတန်လျင်ငုံရှောင်းတန်လျင်ရှောင်း ွင်းတန်လင်းကွင်းကခတ်တုတ်တုတ်ခတ်တတ်တတ်ရှောင်းရင်ပိုင်ဆိုင်မှုတွေတနေ့တခြားတိုးပွားပြီးလူချမ်းသာစီရင်ဝင်တူဖြစ်လာခဲ့သည်။ဘာခွက်နဲ့ခက်ခက်အရေးကြီးတာရေးပါလာဖို့ပဲ။ထိုစကားကသူပြောနေကြစကားဖြစ်သည်ဟုကြားကလေးမှတ်သားခဲ့ရဖို့သည်။ခွက်မျိုးလုံးနဲ့ခက်ခက်ရသောရေများသည်လည်းသူ့ဤကံထဲတွင်အရှံပဲဖြစ်နေပြီဖြစ်လေသည်။အခုတော့လေရက်ွက်သေးတယ်။တာရင်နိုင်ရရှိရှိတဲ့မြတ်ကိစ္စတော်တွင် အလွန်ကြီးအများဆုံးထည့်ဝင်သူဖြစ်ရှေ့တန်းနေရာတနည်းအားကိုရယူပိုင်ဆိုင်ထားခဲ့ပြီးဖြစ်လေသည်။ထိုအချိန်တွင်ပို၍ဆင်းရဲသွားသူများကတော့ကြားကလေးတို့မိသားစုဖြစ်သည်။အသက်16နှစ်နှင့်အိမ်အောင်ကြားတော်သော အမကကလေးနှစ်ယောက်ပိုက်ပြီးပြန်ရောက်လာသည်။အဖေထားခဲ့သည့်မြပစ္စည်းပစ္စယလေးတွေကလည်းအိမ်တလုံးမှလွှဲ၍ဘာမှမကျန်တော့ကိုယ်တန်းရောက်သည့်အထိကုတ်ကုတ် ကက်ကက်ပင်ပင်လေးနှင့်ကြောင်တက်ခဲ့ရသည်သောကြားကလေးလေးကြောင်ထွက်ခဲ့ရသည်။ အခုတော့အမိနဲ့အမကအကြော်ဆုံးရောက်ပြီးသူကကြုံရကြပန်းအလုတ်အကုန်လောက်ကတင်းကြီးကြီးတောက်လောင်နေသောဘတ်စကဝမ်းမီမီးပူကြီးငါးဟုကို မလက်ပြန်ညပြန်မှန်မှန်နှင်းတက်နိုင်ရဲ့ခက်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 စူးစမ်းနေကြရလေသည်တရက်သီးဒီတော့ကိုမာပြီဟဲ့ရောင်နီလေးနည်းနည်းဆုတ်လာတော့ channel တွင်တရက်သီးပဲကျဲပြန်နေသည်ကိုတွေ့ရသည်တရက်ပင်နှစ်ပင်လဲအိမ်ဘက်သို့ပိုရိုင်းပြီးလဲတော်မလို့ဖြစ်နေပြီဖြစ်သည် လေတရာဘက်သို့အာကုံစင်းနေသောအုံမင်းကြီးကိုကြည်ရသည်မှလည်းဖြောင်းကနေကြိုကျသွားတော့မလို့အသေးထိတ်စရာကောင်းပါသည်။ငါတရသည်တွေစင်းကောင်းအောင်မေ။မတော်နဲ့။ကြားကလေးကသူ့အမကြီးလက်ကိုလှမ်းဆွဲထားသည်။တရသည်ကလည်းတလို့ရောင်းရတယ်ဟ။တော့ကြသူများကောက်သွားအောင်မေ။ခြံထဲဝင်မကောက်ပါဘူးအမရ။ဒီလောက်တောင်တွတ်တွေဝဲပြန်နေတာကိုအပြစ်မထွက်ဆန်းပါနဲ့။ပြောရင်းဆိုရင်ပါဇက်ပြင်မပိတ်ရသေး။ စက်ကူချက်တစ်ချက်လိုလွင့်ပြလာတော့သူ့ပြားတစ်ချက်ကခြံနေသူရှိုးကနေဝင်လာတည့်ရပင်ခိုင်းကြမှာညနေသည်။ဘာရွက်မဲမဲမတိတော့လောက်အောင်ပိရွက်ဆုပ်ပြန်နေတော့တိတ်ရွက်ရွက်များကြားတဲ့တွင်ပါရှက်ရှက်သူ့ပြားမဲမဲကလေးကဒေါသတကြီးနဲ့ဂျိုဂျိုချွန်ချွန်ကြောင်ကြောင်ချင်းချင်းအော်ဟစ်ကရုံကန်နေဟန်ရှိလေသည်။အုံးဒီတွေလည်းကုန်ပါပြီ။အမကခဏမြင်ကဟဲ့တည့်ရပင်လည်းဟင်အိမ်မို့ကိုကြမလားမသိဘူး။ဘာလို့တွေပြေကုန်မဲအောက်စင်းနေကြမလား အောက်စင်ပူပြီးအန်ဒီရများတယ်အမရဲ့အိမ်ပေါ်ကျရင်လည်းအပြားလောက်ပဲခတ်မှာပါဝေးပါတယ်ဟဲ့ကြာကြီးကကိုယ်တိုင်စိတ်ပူနေတော့လေသူ့ထပ်ပူပြီးစိတ်ပူတက်လီတော့အမကိုကြံဖန်ပြီးနှစ်သိမ့်နေရသည်ဖုန်းထဲကအခုမှတကယ်ဖြတ်တာလေရပူပူပြီးကြမ်းလာနေရဲ့တဝောဝောတဝုံဝုံနဲ့အမျက်ဆောင်မှကြီးစွာတိုက်ခတ်နေတော့လေမုံတိုင်းကရှိရှိသမျှတစ်ပင်ဒီကိုပတ်ချရအောင်ဆွဲနှင့်နေသည် အိမ်ဘက်သို့ရိုင်းနေသောတရက်ပင်နှစ်ပင်ကိုကြည့်ပြီးဖျားခါခါတာနေမိစဉ်လေချောင်းပြောင်းသွားပြီးလမ်းဘက်သို့ရှိုင်းသွားပြန်သည်။အုံမင်းကတော့ဘာဘာဝေဝေအုံးလက်ကြီးများကိုလေတိုက်ရဘက်သို့အစွမ်းကုန်ဆန့်တက်ပြီးရိုင်းရိုင်းနေသည်မှာလမ်းမြောက်အရှုံးပေးနေသောလူပိတ်မင်းကြီးတယောက်နဲ့တွေ့နေသည်။ဘရောက်ခိုင်းကြီးကတော့တပြောင်းပြောင်းကြိုးကြပြီးဖြစ်နေတော့လေပင့်စီကြီးကတော့မလဲသေးပြီ။တရပင်ခိုင်းကြတဲ့ကသွပြမမဲလေးလဲရုံးကန်၍လွန့်သွားသည်မို့တပြောင်းပြောင်းအော်ဟင်း ်ခဆုံဆိုင်ပြီးလွင်လွင်ပါတော့အောင်ခပ်ပြေးသွားသည်ဟောလဲပြီဟေးစာရီလေဒီကပထောက်ပင်ဖြစ်သည်ထို့နောက်တွင်တော့အိမ်ရှိမှတည့်ရပင်နှစ်ပင်ရောနောက်ဖေးမှပိန်းနေတဲ့ပင်ရောအိမ်ဖေးမှပထောက်ပင်တပင်ရောအကုန်လုံးဘုံဘုံလဲကုန်တော့သည်ကန်ဆိုးထဲမှတော်တော်လေးကန်ကောင်းသွားသည်ကတော့လဲကျင်တယ်လို့လဲနေတော့တစ်ပင်များချားတဲ့တွင်အိမ်ကလေးကပုတ်ကားတီကလွတ်နေခြင်းဖြစ်သည်အကိုင်းခက်များနဲ့ရိုက်မိယုံများတာဖြစ်၍ အထိခိုက်အပြိုပြက်မရှိခဲ့ပေ။သို့ပါသော်လည်းအိမ်မိုးတော်တော်များများကလေးနီလေးချမ်းလေးသေးရတော့နေတူလွင်လွင်ပအောင်ပြန်ပြေးကုန်ပြီမို့တတ်တော့မတတ်တာလား။လေနောက်တွင်ရှည်လိုက်လာပြီးမိုးတွေတဝုံဝုံရွာလာတော့ကြားကလေးကိုတအိမ်လုံးတွင်မိုးရီရီတပြန်းပြန်းကြလာသည်။ဘယ်နာကပ်ပြီးဘယ်နာမှခုန်နေရမည်မှမသိတတ်နိုင်လောက်အောင်ရည်ကြအားကကောင်းနေလေသည်။တော့ဘယ်နဲ့ချမ်းများဝယ်ရမလဲဟုစိတ်ထဲတွင်တွက်ချက်ကြည့်နေအမောကြီးမောနေမိစဉ် မြောင်းရီတွေကရှန်တက်လာပြန်သည်နောက်တနားရီလောက်နေတော့ကြားကလေးတို့အိမ်ထဲတွင်ရီတွေဝင်နေပြီဖြစ်သည်တစ်ချံလုံးလေးရီတွေပြေရှံကတရက်တီအုံးသီးတွေလည်းလေတင့်တယ်လို့ရှည်တင့်တယ်လို့မျောပါနေကြပြီဖြစ်သည်အမေနဲ့ကလေးနှစ်ယောက်ကထီရှုတက်တာတလုံးပေါ်တွင်တက်ထိုင်ပြီးထီဆောင်ထားကြရသည်တက်သားခုံနှန်းရှည်ပေါ်တွင်တန်တက်တာနှလုံးထက်ဆင်တင်ပြီးအမနှင့်ကြားကလေးတို့ကအတူထိုင်ကြသည်ထီကိုလည်းကိုစီစောင့်ကြရသည် ရေရီမျောနေသောပင်ကြွေတည်ရည်သည်နှင့်အုံဒီများကိုအမကနှမျောနေခြင်းသည် အမိကတော့မနေ့မနေ့ကလေးကဝယ်ထားသောကောင်းကျင်းတို့များကိုသူတို့အားလှမ်းပေးရင်ရီရီပြုံးပြုံးဖြစ်လာသည်တေးရဒီအုံဒီလောက်ကိုစကားလုပ်ပြီးပြောမနေစမ်းမနဲ့တမီးရဲ့အခုအမေတို့အားလုံးအထီးကရင်မရှိဘူးညီကောင်းကြတယ်တစည်းတစ်လုံးနဲ့အတူထိုင်ပြီးကောင်းချင်းတို့တွေတောင်အစာပြေစားနေနိုင်ငယ်တောက်စရာရေးလဲအိုးထဲမှာအပြည့်ရှိတယ်တော်ပြီပေါ့အပင်ဒီတို့လဲကုန်ပြီအမေရဲ့ အမကတော့အကောင့်ဘက်ကမမြင်နိုင်သေးပြီ။ဒါပေမဲ့ငါတို့အိမ်ပေါ်မလဲဘူး။အိမ်မပြိုဘူးလေဟာ။ကောင်းချင်းတို့ကြံသေးပြေးပါဦးမေ။ဒီလောက်ကောင်းတဲ့ကောင်းချင်းတို့ကတခါမှအရင်ကမစားဘူးပါဘူး။ထင်းရှုတတဘေးဘက်လဝိုင်းနေတော့ရှိတဲ့တွင်နတ်တလေးတို့အရွယ်ငါးကလေးများတစ်ဖက်ဖက်ကုနေကြသည်။ကလေးနှစ်ယောက်ကဘစ်ကစ်မုတ်အပိတ်ကလေးများချချပြီးအတော်ပြုံနေကြသည်။အမိုးတို့တွေလည်းလမ်းကုန်ပြီ။အမကပြောပြန်သည် အနည်းဆုံးတဝက်လောက်တော့ကြံ့ပါလေဟာမိုးတွေတဝုံဝုံရွာနေတော့လေလေးကတပြေးပြေးညင်လာသည်မုံတိုင်းဆိုတာအမြဲတမ်းတိုက်နေနိုင်တာမှမဟုတ်တာသူကြမ်းနေရန်နေတော့ကြံ့ကြံ့ခံနေလိုက်ရင်ဆဲသည့်အချိန်ကိုရောက်လာရတာပဲမဟုတ်လားကြမ်းလေးကအသက်ကိုတဝါကြီးရှူ၍ရှိုက်ကအင်းရီအားရီစူးစီလိုက်သည် သူတို့အလုပ်တွေအများကြီးစောင့်ကြုံနေသည်သူတို့အင်းရှိတို့အရင်ဆုံးရောက်လာသူကကိုပိဆာဖြစ်သည်။ Hey 3 in 1 ကြားကလေးကသူတို့ရက်ကွက်ထဲမှာလူများမိသားကြီးတယ်လီဖုန်းကြီးတွင်းခိုင်းလျင် GSM ပဲပေါက်၍ထုတ်ခိုင်းလျင် Passport လျှောက်ခိုင်းလျင်နေမဆိုင်ပေအမြန်ဆုံးလှုပ်ပေးသလိုခြံထဲမှာတောထနေပြီးလာခဲ့ပါဦးဆိုပြန်လျင်လေပေါက်တို့တလက်ထားတလက်ဆွဲပြီးရောက်သွားတဲ့စမြေဖြစ်လိမ့်သည်ထို့ကြောင့်လေလူတူဦးတဲ့နဲ့အလုံချမ်းအလုံနုမချမ်းမနုအကုန်ရသည်ဟုသမုတ်ပြီးကိုပိ္ဆာက တရိယံဝမ်းဟုခေါ်လိရှိခြင်းဖြစ်သည် ကြားကလေးလို့တော့အလုတ်ချမ်းအလုံလူများပင် ကိုပိစာကတော့အလုတ်ချမ်းအတွက်လက်တွဲပေါ်ဖြစ်သည်ဆန်ဆိုင်မှဘာကြီးမောင်ကတော့မင်းကတတိယဝန်ဆိုရင်သူကတော့ have in one ပဲဟုပြောမှုသည်တယောက်ပင်ဖြစ်တော့လဲတဝက်သားရသည်ဟုဆိုလိုခြင်းဖြစ်လေသည်ကိုပိစာကလူတစ်မျိုးဖြစ်သည် သူ့ကိုယူသည်ဟုပြောရင်တော့မှားလိမ့်မည်ကောင်းသည်ဟုဆိုရပြန်ရင်လဲမှန်မှန်ပြန်ကြည့်တယောက်ကလုံးသူ့ကိုမသိသူမရှိသလိုသူကမသိသူလည်းမရှိဘူး ောက်တိုမေရခိုင်းသမျှကိုလည်းမှတ်မှားမယွင်လုပ်ပေးနိုင်သည်သို့သောခက်ဒီကသူစိတ်ထဲရှိသမျှကိုရှိသလိုပြောတတ်လှုပ်တတ်ခြင်းဖြစ်သည်ဒီလိုစကားပြောတင်သလားမပြောတင်ဘူးလားစဉ်းစားနိုင်ဆုံးဖြတ်နိုင်သောဉာဏ်ရည်ဉာဏ်တွေမရှိတာလားရှိလျက်နဲ့မထိန်ချုပ်တာလားဆိုတာကတော့ဘယ်သူမှမသိသူဤအကြီးဆုံးအပြစ်ကအမှန်တွေပြောလွန်ခြင်းဖြစ်လေသည်တွားအနေငယ်ခေါ်သောအမျိုးသမီးကိုရှေ့မှတက်တက်ထားပြီးတခေါမကြီးဟုခေါ်ရင်ဝင်မလေးသလို့ ိုရပါပစ္စည်းလက်ခံသည်ဟုနမေကြီးသောဦးမင်းနိုင်ကိုလည်းလမ်းဒိတ်ကငတိုးကြီးဟုနှုတ်လွယ်ရှာလွယ်လွယ်နဲ့ရည်ညွှန်းပြောလေရှိသည်စမောကလေးအိမ်မှခက်ခုခုထွက်လာသောဖရာတကာကြီးကိုလည်းဟာဟာဟာအုတ်ထိုကြီးဆောင်းမိမဲ့မှတ်မိရဲ့ဗျပီတီတွေဝေလာလိုက်တာမျက်နှာကြီးကိုပြုံးလို့နှကမ်းမွေးဖြူဖြူကြီးကကော့လို့အော်ကြီးဟစ်ကျဲသွားပြောဘူးသည်ခေါင်းပြူဖိုးကြီးကရှက်ရမ်းရမ်းပြီးဒုက္ခောင်းနဲ့လှမ်းရည်သည် ကိုပေးစားခမရအရှောင်ကောင်းလို့သာထိမပေါက်ခဲ့ရခြင်းဖြစ်သည်။ထို့ကြောင့်လူတွေကသူ့ကိုချက်မပြည့်ဘူးရဲ့လို့တတ်မှတ်ကသုံးမှတ်ဟုပြောကြခြင်းဖြစ်သည်။အမေကတော့ကိုပေးစားပတ်သားဖြစ်သည်။သူပြောတာအမှန်နေကြီးပဲ။မန်လွန်းလို့သာအမားကြီးများနေတဲ့လောကကြီးကလက်မခံနိုင်တာ။တကယ်တကယ်ကချက်မပြည့်တဲ့အပြင်တမတ်တောင်းတာသည်။သူ့ကိုခေါ်ခြင်းငားမက်လို့ခေါ်မှမှန်မားကိုပြောခဲ့ဘူးသည်။ဟေးကောင်းလေလာလေကွာအလုပ်တွေအများကြီးဆောင်နေတယ်။ ်ခေါမိုးဖာရမယ်ခြံရှင်းရမယ်တင့်ပင်ခုတ်ရမယ်အင်းကအမိုးတဲ့မြင်းတဲ့အတိုင်းပဲကိုပိဆိုင်ရဲ့လောက်ရအောင်မယ်အေးလီအဲ့ဒါကြောင့်သူများမှုကိုအရင်မိုးပေးအောင် လာခေါ်တာဗောကောင်းလေးရဒီတော့မှမင်းအင်ကိုမိုးဖို့ပတ်ဆိုင်ရမှာမဟုတ်ဘူးလားအင်းကိုပိဆိုင်တို့ကတော့မှန်သွားပြန်ကြာကလေးကဂျင်းမောင်မီကိုလိတ်တင်ကရေထဲဆင်လိုက်သည်။မုံမတိတ်သေးတော့လဲမှုန်နှိုင်းဆဲပြီးဆိုတော့ရေထဲတွင်တပွားပွားလမ်းလျှောက်သူများနှင့်စီကားစာပြုတ်နေပြီဖြစ်သည်။ ရေအတက်တွင်လေပင်ပြီးပါလာသောငါးမျိုးကိုဒုံနှင့်လိုက်ရိုက်ဖမ်းနေသောလူစုလူဝေးကလည်းမနှဲရတဟေဟေတဟဟနှင့်စုံညာနေကြသည်ဒီလောက်တောင်လဲနေပြုံနေပြက်နေတဲ့ကြားထဲမှာဗျာဟာငါဆိုတာစားရတယ်ဟာလူဆိုတဲ့သတော်ဘာကအမြင်စားကျင်နေတာအင်းမှန်မြန်ပြီဒါကြောင့်မို့လို့အမေကသူ့ကိုငါမက်လို့ပြောတာပဲဟုတ်ကြားကလေးကတွေးရင်ပြုံးလိုက်မိသည်အင်းဆောက်ပစ္စည်းဆိုင်ကိုအရင်ဆုံးရောက်လာတာဘယ်သူလဲသိလား ိုဘေးစားကမိသည်ဦးငင်ခမရလားအေးသူတို့အကုန်ဝယ်သွားတာလားအေးဝယ်ဖို့တော့ကြိုးစားတာပဲဒါပေမဲ့ဘယ်သူကအကုန်ရောက်မှလဲကွာဆန်ရှင်ကလည်းသူ့လေတာလောက်တော့အပြော့ပေါ့အိမ်တခိုင်းသူ့မိုးမလန်တော့အိမ်မရှိတပင်မလဲတော့အိမ်မရှိတပင်လဲပုံတွေကလည်းအမျိုးမျိုးအမျက်မှာကျွတ်တော့အပင်ကကျွတ်ဘုံဘုံလဲတော့အပင်ကလဲခါလင်ကကျိုးတော့အပင်ကကျိုး လမ်းကိုကလန့်ဖြတ်ပိတ်တော့အပင်ကပိတ်အိမ်ကိုပြီးတော့အပင်ကပြီးအမိုးကိုရိုက်ပြီးအိမ်ကိုတဝက်မှီနေတော့အပင်ကမှီနေမှုခုတ်ရထရရှင်းရလင်းရမြည်အချိန်နဲ့လှုပ်အားကတော့နည်းလာမြည်မဟုတ်ပေဒါဘာပြင်းလေးလည်းမသိဘူးရေမြောင်းပေးတွင်ခက်ကန်ကန်ရန်နေတော့အပင်ကလေးကဒီရွက်တွေအကုန်ဆုတ်ပြက်ပြီးလေးနှစ်ပါသွားသဖြင့်အယိုးပြင်းပြင်းလေးဖြစ်နေသည်ဘာပဲမမဲမတိတော့လောက်အောင်ရိုးတိုင်ကျဲကျဲနဲ့ရုပ်ဆင်းတဲ့တန်ပြက်ရွေးနေတော့လေသူ့ရဲ့အမြက်က အမိမိပြင်ကိုဇွတ်အတင်းဖတ်တွေ့ပြီးကိုဆွဲထားသည်။ရှိသည်မြအင်ဟားကိုစူးစီးပြီးခက်ကုန်းကုန်းခက်ကန်းကန်းနဲ့ခက်ရရန်ကြီးရက်နေသည်။တုတ်ထကြီးတဲ့အပင်ကြီးဘုံဘုံလဲနေကြတော့သူကမလဲဘူးနော်။တော်တော်ခင်းနေကြီးရှိတဲ့အပင်လေးပြတိလာကိုပိစကြားကလေးပြတော့အပင်လေးကိုကိုပိစကခေါင်းတငိင်းနဲ့ကြီးပြုံးသည်။အဲ့ဒါမင်းအမေပဲ။ဘာရဲ့လဲ။အော်မင်းအမေနဲ့တူတဲ့အပင်လေးလောကရန်ကိုတော်တော်ခန့်နိုင်နေ။ ချီချူဂုံပြူတင်တယ်အလေးပြုကိုပေးစားကအပင်ကလေးကြီးရှိတဲ့တဲ့တွင်ရက်ပြီးအတိအချဥညွတ်ပြီးအလေးပြုသည်ဟဲ့အောင်မင်းလည်းအလေးပြုလေးပါမင်းမင်းနဲ့တူတာကွာကိုပေးစားကသူ့ကိုပါလှည့်ပြောနေတော့လဲကြားကလေးကရှိနေသည်တော်ကြသူပါရောပြီးသုံးပတ်အပြောခံရမည်ဆိုသဖြင့်တပင်ကိုတော့အလေးမပြုရဲ့ကြီးဟောဟိုနားကပင်ကတော့မင်းအဖေပဲအဲအဲမင်းအဖေနဲ့တူတဲ့အပင် ကိုပိစာညွန်ပြနေသည်ကိုခြိလိုက်တော့ခါလဲမှကြိုးချနေသောဗထောက်ပင်ကြီးဖြစ်နေသည်အဲ့ဒီအပင်ကအလိုက်တင်အလျားတဲ့မနိတဘူးအမတန်ကိုကျွတ်ကျွတ်ဆက်ဆက်နိုင်တာလေနေနေကြရင်တကိုင်းကျိုးတယ်များများကြရင်ပင်းစီပါကျိုးတယ်ဘာပဲဖြစ်ဖြစ်ကျိုးရတဲ့တတိကိုခုံပြူရမယ်အလေးပြုကိုပိစာကဗထောက်ပင်ကြီးကို အလေးပြုပြန်သည်ထို့နောက်ဟဲ့မင်းလည်းအလေးပြုလေကွာဟုအော်နေပြန်သည် ကြားကလေးကတော့အတန်ငယ်အနေရခံနေသည်ကိုပိစာတယောက်ကသူ့ရှိစိတ်ထဲတွင်ရှင်လျင်ရှိသလိုပြောတက်လှုပ်တက်သည်ကိုတရက်ကလုံးတီးပီးသားဖြစ်တော်လေဒေဝနီကိုအလေးပြုနေသည်ကိုတော့ဘယ်သူမှမမြင်မှုကြသေးပေဟောဦးအောင်ခင်ခက်လန့်လန့်မှလျှောက်လာသောဦးအောင်ခင်ကိုတွေ့တော့ပိုပြီးစိတ်ညစ်သွားသည်ဦးအောင်ခင်သည်လည်းသူများနေသူရက်ွက်ထဲရှိအပြိုအပြက်အရင်အနည်းအပေါက်အပိတ်အခြေအနေများကိုလှည့်လေစနီးနာနေရန်ရှိသည်သူလက်ထဲတွင်လည်း ငရဲ့တကောင်ကိုကျိုးနှင်ဆွဲလာသည်ငါဖန်နေသူများထမ်းမှဝဲလာခဲ့ပုံရသည်ညနေလိုမင်းလည်းရအလုတ်သူတူဦးကအလက်ခါပေးလိုက်ချင်းလည်းဖြစ်နိုင်ပါသည်ကဲသွားကြပါစို့ကိုပေးစာရနေစမ်းမအောင်ကအလေးပြုလို့ကောင်းလို့နုံးလို့ပါကိုပေးစာကမကြီးပင်ပူပူကလေးတပင်ကြီးရှိတွင်ရက်ပြန်လိဟောဒီအပင်လေးကိုကြည့်အရွက်တွေကုန်လို့နေပါကျွေသွားပြီမြေခိုင်းကလေးမကျိုးဆိုင်လည်းမရင်နေလည်းမနေဘူးသုံးလေးရက်နေ ရွက်သက်တွေဝေနေအောင်ထွက်လာလိမ့်မယ်။ဟဲ့အောင်ကြားကလေး။အဲ့ဟာမင်းနဲ့အတူတဲ့အပင်အလေးပြုကိုပိဆာကမကြီးပင်ပုပ်ကလေးကိုတလေးတစားဥညွတ်ပြီးအလေးပြုပြန်သည်။သူတို့နားကိုရောက်လာတော့ဥငင်ထမ်းမှရည်တန်းကိုကြားလိုက်ရသည်။ကြားကလေးလည်းထူထူဘူဖြစ်သွားသည်။လာပါတော့ကိုပိဆာရာ။ဒီတခါတော့ကိုပိဆာကဘာမှမပြောဘဲလိုက်လာသည်။ခက်သည်ကဥငင်ခင်သည်လည်းသူတို့နောက်မလန်းမကန့်မှလိုက်လာခြင်းဖြစ်လေသည်။ မတီမတန်လေးလှမ်းကြည့်လိုက်တော့မချိုမချင်းပြုံးဆက်ဆက်အနေထားကိုတွေ့ရသည်သူတို့နှစ်ယောက်၏အချောင်းကိုအာရပါရရီးပွဲဖွဲ့လို့တဖြစ်အချက်အလက်အသေးစိတ်ကိုဆက်လက်စူးစောင်းနေရန်ရှိသည်ဘယ်ပင်ကိုမှဆက်ပြီးအလေးမပြုပါစေနဲ့တော့လို့အသေးလေးဆူတောင်းနေမိစေကိုပိဆာကအုံမြင့်ကြီးတပင်ရှိပြီးရက်ပြန်သည်သွားကြရအောင် ကိုပိဆာရာနေပါအောင်ကကိုပိဆာကအုံမြင့်ကြီးကို လက်ညှိုးထိုးပြသည်ဘဲကပင်ဘလောက်လေးလေး ုံးမင်ကတော့မလဲဘူးကွအချမ်းကြီးอ่ะเอဟုတ်တယ်ဗျာအင်းရှိရအပင်ကြီးလည်းဒီတိုင်းပဲจากလီကကောင်းညင်ထောက်ခံသည်ခုနကြည့်ခဲ့သမျှလမ်းတစ်လျှောက်လုံးတွင်လဲအုံးမင်မှန်တမ်းများတပင်းမှမချိုးသလိုလဲလဲမလဲသည်ကိုတတိထားမိသည်ဦးအောင်ခင်လည်းသူတို့နားတွင်ရှက်ပြီးအပင်ကြီးသလိုအင်းကြီးသလိုလိုနဲ့ရောင်းပေးပြီးလုံနေပြီးမို့จากလီကကိုပိတ်ဆာကိုတွားကြပါစို့ဗျာဟုနှစ်ခါသုံးခါပြောသည်သို့တော်ကိုပိတ်ဆာကလုံးဝအရေးမလုပ်ပေဘူး သူရှိမှအုံမြင့်ကြီးကိုအနုလုံပြည်လုံကြည်ရင်ပြုံးနေသည်။အင်း၊ तू ဘာကြောင့်မလဲတာလဲဆိုတော့မင်းသိရလား။ဟင်း तू ကလေယူရရိမ့်တော်ဟိုငါလို့ရ။တင်းပြီးတောင့်ပြီးခံနေတဲ့ကောင်းလေးလို့ဘယ်ကျိုးမလဲ။လေနဲ့အလိုက်တဲ့နေလေနဲ့နဲ့တိုင်ရင်နင်းနေရင်ညံ့ညံ့တိုင်ရင်ညံ့ညံ့ရင်တကောလုံးစောင်းနေအောင်ရေ။ဟုတ်ပါပြီဗျာ။ဟုတ်ပါပြီကိုပိဆိုင်ရ။ခမရအလေးတော်မပြုတ်နဲ့တော့ ကြားကလေးကခက်ကြေးကြေးပြောသည်မလန်မကန်တွင်ရန်နေသောဥုံခင်၏အနားတွင် နောက်ထပ်လူနှစ်ဦးကိုထပ်တွေ့ရသည်ကိုပေးစားများအလေးပြုလိုက်လျင်ဝလုံးကွဲရီချခြင်းသောအတန်များကိုချားရလိမ့်မည်ဟုသိကြပြီအေးပါကွာအေးပါငါလည်းဒီဘင်းကိုအလေးမပြုချင်ပါဘူးဒါပေမဲ့နှုတ်ကလေးတော့ဆက်လိုက်အောင်မယ်ကိုပေးစားကတော့ချားကလေးတားမရတော့သူကအုံမင်းကြီးကိုလက်မြောက်ပြပြီးတင်းရင်တင်းနှုတ်ဆက်သည် ဟယ်လိုဦးအောင်ခင်အဲ့လီဦးအောင်ပဲဟိုရိုင်းဒီရိုင်းအနည်းပိုင်းနဲ့ဦးအောင်ပဲတက်တန်းရာချိုနေပြောနေတဲ့ဦးအောင်ခင်အဲ့အဲ့ဦးအောင်ပဲသူ့လက်ထဲမှာငရင်ကြီးများနဲ့လွှဲပြီးရိုက်လိုက်လေမလားဟုကြားကလေးကအထိတ်တလန့်လှက်ကြည့်လိုက်သည်ညနာကြီးနီနီသောဦးအောင်ခင်ကကြားကလေးနဲ့မျက်လုံးချင်းမဆိုင်ခြာကနေလှက်ပြီးကြောခံလိုက်သည်ထို့နောက်နောက်ချောင်းကိုပြန်ပြီးခက်ဆောင်ဆောင်ရှောက်သွားသည် ကိုပိစားကတော့သူ၏အပင်ကိုဆက်လက်ထုတ်ဆက်နေစေဖြစ်သည်တိတ်ချမ်းပါမဲ့ဥုံမင်းတိတ်ချမ်းသာမဲ့ဥုံမင်းအသက်ရှည်မဲ့ဥုံပဲဘေးရန်ကင်းမဲ့ဥုံခင်အဲ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 လေးဥုံပင်အခုကျွန်တော်ဖက်ဖက်တက်ဆက်ပေးခဲ့တဲ့ဝတ္ထုတို့လေးကတော့ဆရာမမက်ဆန္ဒရေးသားထားတဲ့ဝတ္ထုတို့၅ပုဒ်လို့အများတဲ့စာအုပ်ထဲမှာ လူနှစ်တူသောတစ်ပင်များလို့အမည်ရတဲ့ဝတ္ထုတို့လေးတစ်ပုဒ်ကိုရွေးချယ်ဖျက်ပြတက်ဆက်ပေးခဲ့ခြင်းဖြစ်ပါရခင်ဗျာ။နားဆင်သူများအနေနဲ့လည်းဇေမမဆန္နာရေးသားထားတဲ့ဝတ္ထုတို့၅ပုဒ်လို့အမည်ရတဲ့မူရင်းစာအကောင်လေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ Literature Free Channel လေးမှာအတိုက်တွန်းလိုက်ပါရခင်ဗျာ။နားဆင်သူများအားလုံးဘေးရန်ကတဲ့ကင်းကျင်းကြပါစေ၊ဒေါသကတဲ့ကင်းကျင်းကြပါစေ၊စိတ်ရကတဲ့ကင်းကျင်းကြပါစေ၊နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။နားဆင်သူများအားလုံးဘေးရန်ကြောက်ကြစိတ်ရင်ကင်းပြီးကိုယ်ဆွေးနှပြ၊ကျန်းမာချမ်းသာကြပါစေ။ကောင်းကျိုးလိုရာဆန္ဒများလည်း တလုံးတဝပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature feature channel လေးမှာနားဆင်ပေးခဲ့ကြသူတဦးတယောက်ချင်းစီကိုဆုတောင်းမြတ်တာကိုးသပေးလိုက်ပါရခင်ဗျာ။